မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအရခတက်တော် AA ရှိတဲ့အထင်နဲ့စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းတွေဟာ AA ရဲ့ဂျားဖြတ်တိုက်ခိုက်တာကိုခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဘက်က AA ရှိနိုင်တဲ့နေရာကိုမှန်းပြီးတော့ထိုးစစ်ဆင်နေတာပါ တို့အထင်နဲ့လာတာပေါ့အတိအကျသိတာမဟုတ်ဘူး AA ဘက်ကဒီကောင်လေးလာတာကိုပျောက်ကြားစနစ်နဲ့ဂျားဖြတ်ပြီးတော့ဝိုင်းတိုက်တာအဲ့ဒါကြောင့် AA ရဲ့ဂျားဖြတ်တိုက်ခတ်ခြင်းကိုခံလိုက်ရတာတိုက်ခိုက်လို့အကြဆုံးတွေလည်းများတယ်လို့ပြောပြထားပါတယ်အဲ့ဒီစစ်ကောင်စီစစ်ကြောင်းတွေဟာမနေ့ကဩဂတ်လ9ရက်နေ့မှာပြိုင်းစိတ်ကြီးဘက်ကနေပြင်ရှေလက်ခမော်ရွာမင်းတပ်တောင်အထီကိုထိုးစစ်တက်ပြီးတော့ AA ကိုတိုက်ခတ်ဖို့အတွက်တက်လာခဲ့တာလို့မြေပြင်သတင်းရင်းမြစ်တွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်အုတ်ဖို့မြို့နယ်မှာ PDF ရဲဘော်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်ကြိုးစားတဲ့အရာကံဘူလှကြော်နဲ့တက်ကြွချင်းညီညီမိုးတော်ကိုပြစ်ခတ်တိုက်ခတ်ရာနှောင်းစားလုံးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ9ရက်နေ့မနက်9:00နာရီကမှအုတ်ဖို့မြို့နယ်တိမ်မြုပ်ရွာအခြေစားခမရ6ကအုတ်ဖို့တာဆုံဘက်ကိုပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးရန်အရောက်ကနေစိုင်းကယ်စီးပြီးတော့ထွက်လာတယ်။ အရာခံဘုံလှကြော်နဲ့တက်ကြကြီးညီညီမိုးတို့ဟာတဖမ်းပင်စိတ်ရွာအနီးမှာစိုက်ကယ်စီးလာတဲ့ PDF ရဲဘော်၄ဦးကိုပြည်သူထင်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးရန်လှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။အခုလိုပေါ်တာဆွဲဖမ်းဆီးရန်လှုပ်ဆောင်နေတဲ့အရာခံဘုံလှကြော်နဲ့တက်ကြကြီးညီညီမိုးတို့ကို PDF ရဲဘော်များကဥကောင်းကိုတနက်ကြီးစံတစ်ချက်စီပြစ်ခတ်တိုက်ခိုက်ခဲ့ရာ နေရာမှာတွင်ပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသွားတဲ့စစ်သား၂ဦးထံကနေပြီးတော့လက်ပြဘုံတစ်လုံး၊ငွေသားကျပ်နှစ်သိန်း၊စစ်မှုထမ်းကတ်တစ်ခု၊စစ်မှုထမ်းစီစီရေးစာအုပ်တအုပ်၊မှတ်ပုံတင်ကတ်တစ်ခု၊လိုင်စင်ဓာတ်ပုံ၆ပုံ၊မိုဘိုင်းဖုန်း၂လုံးတို့ကိုတိတ်ဆိတ်ရရှိခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့ရဲဘော်တွေကမြို့ဘက်ကနေပြီးတော့ဆိုင်ကယ်နှစ်စီးနဲ့ပြန်လာတဲ့အချိန်မှာတပန်းပင်စိတ်ရွာအနီးမှာပဲစစ်ခွင်းနှကောင်နဲ့ထိတ်တိုက်တွေ့တာအဲ့လိုတွေ့တော့ရဲဘော်တွေကိုဘယ်ရွာကလဲဘယ်ကိုသွားမှလဲမေးနေပြီး ပေါ်တာဆွဲဖမ်းဆီးဖို့လုံနေတော့မှာရဲဘော်တွေကတန်းတန်းနဲ့ခေါင်းကိုတစ်ချက်စီထုတ်ပြစ်လိုက်တာနှောက်ကောင်စလုံးပွဲချင်းပြီးတေဆုံးသွားတယ်လို့တာယာဝတီခရိုင်တိုင်ရင်383ညနဲ့တက်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကတာဝန်ရှိသူကပြောပြထားပါတယ်တာယာဝတီခရိုင်တိုင်ရင်383ညနဲ့တက်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့အနေနဲ့ပြည်သူများနဲ့တော်လိုက်တပ်ဖွဲ့များကိုဒုက္ခပေးနေတယ်စစ်ခွေးများကိုသာမကစစ်ခွေးဒေါက်တိုင်များကိုပါပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးမှာတော်လာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန် အတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မြန်မာစစ်ကောင်စီအုပ်စုဟာရာဇဝတ်မှုကြီးများကိုဖုံးကွယ်ဖျောက်ဖျက်ရန်အတွာ American Lobby အဖွဲ့ DCI Group ကိုဒေါ်လာ300နဲ့စာချုပ်ချုပ်ဆိုပြီးတော့ငှားရမ်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာစစ်ကောင်စီအုပ်စုဟာအတူရောင်ရွေးကောက်ပွဲမတိုင်မီနိုင်ငံရေးတရားဝင်မှုရရှိရေးကြိုးပမ်းတဲ့အနေနဲ့၎င်းတို့ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုကြီးများကိုဖုံးကွယ်ဖျောက်ဖျက်နိုင်ဖို့နဲ့ပုံရိပ်ကောင်းရရှိအောင် ခေါ်ဝါချရန်အတွာ DCI Group ကိုငှားရမ်းခဲ့တယ်လို့သိရပါတယ်။ American Lobby အဖွဲ့ DCI Group အနေနဲ့ ်စစ်အုပ်စုရဲ့ပြည်ကြားရေးဝန်ကြီးဌာနတို့ဟာဇူလိုင်လ30ရက်နေ့မှာစတင်အသက်ဝင်မဲ့စာချုပ်တရက်ကိုချုပ်ဆိုခဲ့ခြင်းဖြစ်တယ်လို့ Justice for Myanmar ကထုတ်ဖော်ပြောဆိုထားပါတယ်။အခုစာချုပ်မှာစစ်အုပ်စုက lobby အဖွဲ့ငှားရမ်းခြင်းတစ်နှစ်ကိုဒေါ်လာ3သန်းပေးရမှာဖြစ်ပြီးတော့လက်ရှိမှာစစ်အုပ်စုဘက်ကဒေါ်လာတစ်သန်းခွဲ ပေးချေထားပြီးဖြစ်တယ်လို့ GFM ကထုတ်ပြန်ချက်အရပြောဆိုထားပါတယ်။ပထမအရငွေပေးချေမှုအဖြစ် American Dollar 1.5သန်းကိုစစ်အုပ်စုကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ NASA ကကိုဖြတ်သိမ်းပြီးတော့ နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်လို့အမည်ပြောင်းလဲခဲ့တဲ့နေ့ဇွန်လ31ရက်နေ့မှာစည်ရန်ပေးချေခဲ့ကြောင်းသိရပါဗျ။စစ်ခွေးအုပ်စုနဲ့ DCI Lobby Group တို့ရဲ့စာချုပ်ထဲမှာကုံတွယ်ရေးတဘာဝတည်ရန်စာတာနဲ့လူသားချင်းစာနာမှုအကူအညီဆိုင်ရာများမှာ American ပြည်ထောင်စုနဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ရန်ဖြစ်တယ်လို့ပြောဆိုထားပါဗျ။အဲ့ဒီစာချုပ်ကို DCI Group ရဲ့စီမံခန့်ခွဲမှုမိဖက် Justin Peterson နဲ့စေအုပ်စုရဲ့အမြဲတမ်းအတွင်းဝင်ဝင်းကျော်အောင်ကိုစားပြုတဲ့ပြန်ကြားရေးဝန်ကြီးဌာနတို့ကြားမှာလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။နိုင်ငံခြားကိုယ်စားလှယ်မှတ်ပုံတင်ရေးဥပဒေစာရွက်စာတမ်းများမှာ DCI Group နဲ့အဓိကထိတွေ့ဆက်ဆံမဲ့သူအနေနဲ့စေအုပ်စုရဲ့ပြန်ကြားရေးဝန်ကြီးဌာနရဲ့ဒုတိယအမြဲတမ်းအတွင်းဝင် မြင့်ကျော်ကိုစီးရင်သွင်းထားတယ်လို့သိရပါဗျ။မြင့်ကျော်ဟာစေခွေးအုပ်စုရဲ့ဝါဒဖြန့်ချီရေးပြန်ကြားရေးအဖွဲ့မှလည်းအတွင်ရင်မှုဖြစ်တယ်လို့သိရပါဗျ။ DCI Group က2002ခုနှစ်ကလည်း ယခင်မြန်မာစစ်အုပ်စုနဲ့စာချုပ်တည်းရရှိခဲ့ပြီးတော့စစ်အုပ်စုရဲ့ပုံရိပ်ကိုခဝါချတန့်စင်ရေးနဲ့နိုင်ငံရေးရင်ကြားစစ်ရေးအတွက်တွဲဆောင်ဆွေးနွေးရေးလမ်းကြောင်းကိုတွန်းတင်နိုင်ဖို့အတွက်အမေရိကန်အစိုးရအားလော်ဘီလုပ်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်အုပ်စုရဲ့ပြန်ကြားရေးဝန်ကြီးဌာနဟာပြည်သူတွေအပေါ်စစ်အုပ်စုကျူးလွန်လျက်ရှိတဲ့အကြမ်းဖက်ဆင်ရေးရဲ့အစိတ်အပိုင်းအဖြစ်သတင်းမှားများနဲ့အမုန်းစကားများကိုထုတ်လုပ်ဖြန့်ချီရမှာပါဝင်ပတ်သက်ဆောင်ရွက်ထားတယ်လို့သိရပါတယ်စစ်အုပ်စုအတွက်အားပေးကူညီသူအဖြစ်ထမ်းဆောင်ရန် ရွေးချယ်လိုက်တဲ့ DCI Group ရဲ့ဆုံးဖြတ်ချက်ကိုကန့်ကွက်ရှုံ့ချကြောင်းကိုလည်းလူအခွင့်အရေးလေ့လာဆောင်ကြည့်ရေးအဖွဲ့ Justice for Myanmar ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်မှာဦးသိန်းစိန်အစိုးရလက်ထက်ကပြည်ထောင်စုဝန်ကြီးဒုဝန်ကြီးညွန့်ချုပ်များနဲ့စစ်တပ်ရဲ့အကြီးအကဲများအားပေးခဲ့တဲ့အထူးမြေခွန်းများနဲ့ပတ်သက်ပြီးတော့စီစစ်ပြီးတော့မြေခွန်းတွေကိုပြန်သိမ်းမယ်လို့စစ်ကောင်စီရဲ့နေပြည်တော်စီပင်သားရဲကော်မတီကထုတ်ပြန်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီမြေခွန်းများဟာနေပြည်တော်ပုပ္ပတိရီမြို့နယ်နဲ့ဥတ္တရာတိရီမြို့နယ်တို့မှာရှိတဲ့ ရာဇတင်ဃဟအိယာအမတ်တင့်နဲ့နှစ်တို့ဖြစ်တယ်လို့သိရပါတယ်။တာဝန်ထမ်းဆောင်ခြင်းနဲ့ငိမ့်စားယူတဲ့အချိန်မှာပတ်ဝန်းကျင်လုံခြုံစိတ်ချစွာနေထိုင်ရေးအတွက်အထူးမြေခွန်းများကိုခြားထားပေးခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။အထူးမြေခွန်းများနေရာချခံထားသူများဟာရခင်မြေခွန်းနေရာချထားပေးခဲ့တဲ့အချိန်ကဂရိပြုလက်မှတ်ရေးထိုးထားတဲ့တပ်မှန်စည်းကမ်းများနဲ့ကိုက်ညီမှုမရှိဘဲတရားမဝင်လွှဲပြောင်းရောင်းချခြင်းနဲ့ လွဲပြောင်းရောင်းချကြောင်းစီစစ်တွေ့ရှိပါကနေပြည်တော်စီမံတရားရေးကော်မတီရဲ့စီမံခန့်ခွဲပိုင်ခွင့်မြေအဖြစ်နဲ့ပြန်သိမ်းမယ်လို့ဖော်ပြထားပါတယ်မြေကွက်ချပေးခဲ့တဲ့အချိန်တုန်းကထပ်ဆင့်လွဲပြောင်းရောင်းချခြင်းငှားရမ်းခြင်းများမပြုလုပ်ရနဲ့မိမိကိုယ်တိုင်နေထိုင်ရန်နေရာရယူပြီးတစ်နှစ်အတွင်းမှာနေအိမ်အကျန်းတွေပြီးအောင်ဆောက်လုပ်ရန်အပါအဝင်နေပြည်တော်စီမံတရားရေးကော်မတီရဲ့တတ်မှတ်ထားတဲ့စီကံအတိုင်းလိုက်နာရန်လက်မှတ်ရေးထိုးထားခဲ့ကြောင်းအသိပေးထားပါတယ်အယောင်းဝယ်က2013လောက်ကတည်းကဖြစ်နေတာပဲ အခုဒီလေအယောင်အငှားတွေရှိနေတယ်ဒီကိစ္စကတို့အတိုင်းဝိုင်းထဲမှာအပြင်လူတွေအဝင်မခံချင်တာတွေအတော့အချင်းချင်းတိုင်ကြတာလို့မြင်ပါတယ်ဒါပေမဲ့မြေခွက်အကြောင်းမသိလို့ဝဲခဲ့တဲ့သူတွေကတော့ဂျားတွေကနေပဲလော်ဂျားစားညက်ပြီးတော့နင့်နာကြအောင်ပါပဲလို့နေပြီးတော့အင်ချာမြေဈေးကွက်မှာရှိတယ်လုံသက်နှစ်30ကျော်ကြာတဲ့အကျိုးဆောင်တဦးကပြောပြထားပါတယ်ဦးသိန်းစိန်အစိုးရလက်ထက်မှာစစ်တပ်နဲ့ဌာနဆိုင်ရာယာရူးကြီးတဲ့သူများဟာအထုမြေခွက်များကိုကနအူးပေးသွင်းငွေငွေကြက် သိန်းကို၁၀ခန်းတန်းကနေသိန်း200ဝန်းကျင်နဲ့ရရှိခဲ့ခြင်းဖြစ်တယ်လို့၎င်းကပြောဆိုထားပါတယ်။နေပြည်တော်မြေတိုင်းစရင်အချက်လက်အရာရာဇတင်ခလမ်းရဲ့အရှိတ်ချမ်းမှာရှိတယ်။ပုပ္ပတိရိမျိုးနယ်ကရာဇတင်ခအင်ယာတက်ဟာပြည်တော်စုဝန်ကြီးနဲ့တိုင်းမုံများအတွက်ပေ200ပတ်လည်အထူးမြေခွက်တရ၄ခွက်ချထားပေးထားတယ်လို့သိရပါတယ်။ရာဇတင်ခရဲ့နောက်ဘက်ချမ်းကဩဒရာဒိရိမျိုးနယ်မှာရှိတယ်။ရာဇတင်ခအင်ယာအမှတ်2မှာဘုံမှုချုပ်နဲ့ဒုဝန်ကြီးများအတွက်ပေ150ပတ်လည်မြေခွက်254ခွက်နဲ့ ညွန်ချုပ်ဦးဆောင်ညွန်ကြားရေးမှူးများအတော်ပေတရာပတ်လည်းမြေခွက်350ခန်းရှိတယ်လို့သိရပါတယ်။ပုပ်ပထက်ဥတ္တရကအရောင်းအငါပိုဖြစ်ပါတယ်။ပေတရာပတ်လည်းအိမ်အပါဆိုရင်36000လောက်ကစတယ်။အငါဆိုရင်15သိန်းတောင်ရှိတယ်လို့နေပြည်တော်မှာရှိတဲ့အထူးမြေခွက်များရဲ့အိမ်ချမ်းမြေဈေးကွက်နဲ့ပတ်သက်ပြီးတော့နေကန်ပွဲစားတို့ကပြောပြထားပါတယ်။2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်းရာဇသင်္ဃအင်အားအမှတ်1နဲ့2အထူးမြေခွက်များမှာနေထိုင်တဲ့လက်ရှိတာဝန်ထမ်းဆောင်နေစင်းတဲ့ အငိမ့်စားအရာရှိချင်းများရဲ့လုံခြုံရေးအတွက်အဲ့ဒီမြေခွေများရဲ့အမိပေါက်ကွဲလွန်သွားတဲ့အတွက်၎င်းတို့ရဲ့အမွေခံဖြစ်သူများကမြေငားစာချုပ်အမိပြောင်းလဲခြင်းကလွဲပြီးတော့မှတ်ပုံတင်အယောင်အဝယ်စာချုပ်ချုပ်ဆိုရန်မြေပုံမြေယာစုံရဲ့ရေးကူးခြင်းနဲ့မြေငားစာချုပ်ဂရန်အမိပြောင်းလဲခြင်းတို့ကိုစိုင်းငံ့ထားရန်နေပြည်တော်စီပင်သားရဲ့ကော်မတီကတတ်မှတ်ထားကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတန်းဘကိုးမြို့လေကောင်းမှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းကြီးရုပ်ထုကိုစစ်တပ်ကညအချိန်မှာမီးတွေဖြတ်တောက်ပြီးတော့အမောင်ချကဖယ်ရှားဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ညသကောင်ရံစန့်နန္ဒာရီအချိန်မှာဘကိုးမြို့လေကောင်းကအမတ်တက်အခြေခံပညာကျောင်းအနီးဖျားလန်းတဲ့တောင်ကူလမ်းမှာဈေးရုံလမ်းနဲ့လမ်း30အစုံဘကိုးတိုင်းအစိုးရအဖွဲ့ရုံးတဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းကြီးရုပ်ထုကိုလျှက်စစ်မီးများဖြတ်တောက်ပြီးတော့စစ်တပ်ကဖယ်ရှားရှင်းလင်းသွားတယ်လို့သိရပါဗျ။ ဘိုးကျောင်းဆန်းရုတ်ထုကိုကရိန်ကားတွေနဲ့ညတကောင်ကြီးလာသေးတာရုတ်ထုထားတဲ့အထိုင်တုံးကိုလည်းဖြိုချနေပြီးတဲတဲ့အချိန်မှာမိတွေကိုဖျက်ထားတယ်ရုတ်ထုတဲတဲ့အချိန်ကိုတဲပြီးသွားတဲ့အချိန်ကိုမိကလုံးဝကိုမလာတာဘိုးကျောင်းရုတ်ထုကိုတဲသွားတဲ့အချိန်မှာစစ်ကားတွေလည်းဘေးကပါတယ်လို့ဘကိုးမျိုးကပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်အလားတူပဲဇူလိုင်လ28ရက်နေ့မနေ့3ည3ည30မိနစ်ဝန်းကျင်အချိန်ကလည်းနေပြည်တော်ပုပ္ပသီရိမျိုးနဲ့တန်လွင်လန်းတဲ့ဇော်ကြီးလန်းချာပုပ္ပဈေးအနီးမှာထားထားတယ်ဘိုးကျောင်းအောင်ဆန်းချေးရုတ်ထုကိုလည်း စစ်ခွေးတပ်ကကရင်ကားများဗတ်ဟိုးများနဲ့ဖယ်ရှားသွားခဲ့ပြီးတော့ရုတ်ထုထားတဲ့စင်ကိုပါဖြိုချဖျက်ဆီးခဲ့တယ်လို့သိရပါတယ်စစ်ခွေးတရင်ရင်မြေတချို့ကဗိုလ်ချုပ်အောင်ဆန်းကျေးရုတ်ထုကိုဖယ်ရှားမှုဟာစေကောင်းဆောင်ရဲ့ရရရာတစ်ခုဖြစ်နိုင်တယ်လို့တုံးသက်ပြောဆိုနေကြပြီးတော့တိုင်ရင်တပ်ဖွဲ့များမှလည်းဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကိုဆက်လက်ပြီးတော့ချိန်ဆွဲအလေးပြုနေရဆဲဖြစ်တယ်လို့တုံးသက်ပြောဆိုထားပါတယ် NLD ပါတီခေတ်ကထုလုပ်ထားတဲ့ဗိုလ်ချုပ်ရုပ်ထုတွေကိုဖယ်ရှားနေတာ တရားတလောက်ကတော့ဘကိုးရောနေပြည်တော်မှာရောရှိတဲ့ဗိုလ်ချုပ်ရုပ်ထုတွေက NLD အစိုးရလက်ထက်တုန်းကထုလုပ်ခဲ့တာတွေလို့ထင်ပါတယ်။တရင်တပ်ဖွဲ့တွေမှာတော့ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံပုံအကြီးကြီးချိန်ဆွဲခိုင်းတာတုန်းမှာပဲဖယ်ရှားခိုင်းတာမရှိသေးပါဘူး။ NLD အစိုးရကလုပ်ခဲ့တဲ့ဗိုလ်ချုပ်ကြေးရုပ်တွေကိုပဲဖယ်ရှားခိုင်းတာမျိုးဆိုတော့ရရရပဲထင်ပါတယ်လို့စစ်ခွေးသတင်းရင်းမြစ်ကတုံ့တက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်မှာနေ့စဉ်နေ့တိုင်းတိုက်ပွဲတွေပြင်းထန်နေပြီးတော့အထိနာနေတဲ့စစ်ခွေးတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာအမျိုးသမီးတအုပ်သေဆုံးပြီးတော့ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကည9နိုင်ကအချိန်မှာဖားကံမြို့အခြေဆိုင်အကြမ်းဖက်စစ်ခွေးတပ်ရဲ့တပ်မဂုံးကဆိုင်းတောင်ကျေးရွာအတွင်းနဲ့စူတောင်းဂုံးဘက်ကိုလက်နက်ကြီးနဲ့၆ချက်ပစ်ခတ်ခဲ့ရာအမျိုးသမီးတအုပ်သေဆုံးပြီးပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ ဟာကံမြို့ကိုစစ်တပ်စစ်ကြောင်းများရောက်ရှိလာတဲ့အချိန်ကစပြီးတော့နှစ်လကျော်အတွင်းမှာပြည်သူအယောက်60ကျော်သေဆုံးကအယောက်150ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ပြောဆိုထားပါဗျ။မင်းညက9နိုင်လောက်မှာစစ်ခွေးတပ်ရဲ့ဖားကံတပ်မဂုံးကနေပြီးတော့လက်နက်ကြီး6ချက်လောက်ပြစ်တာဆိုင်းတောင်စူတောင်းဂုံးတွေကိုကျပြီးတော့အမျိုးသမီးတို့သေဆုံးသွားပါတယ်။ပြီးတော့ပြည်သူ9ဦးထိခိုက်ဒဏ်ရာရတယ်။စစ်ခွေးတပ်ရဲ့ဖားကံတပ်မဂုံးသူတို့တပ်ဆွဲထားတဲ့နေရာကနေလက်နက်ကြီးနဲ့တောက်လျှောက်ပြစ်တဲ့အတွက်ဖားကံမှာပြည်သူတွေနေတိုင်းတည်နေရပါတယ်။ ်စစ်ခွေးစစ်ကြောင်းဖားကန်ရောက်လာတဲ့နှစ်လကျော်အတွင်းမှာနေတိုင်းနီးပါးစစ်ကြောင်းထိုးလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက်နေတိုင်းလိုလိုပြည်သူတွေခမရသေးတာအယောက်60ကျော်နေပါပြီထိခိုက်ဒဏ်ရာရတာကတော့150ကျော်ပြီဖားကန်မှာစစ်ခွေးတွေကပြည်သူတွေအပေါ်လက်နက်ကြီးနဲ့ပစ်ခတ်တပ်ဖြတ်နေတာပဲလို့ KIA ရဲ့စစ်ရေးသတင်းရင်းမြစ်ကပြောကြားထားပါတယ်စစ်ခွေးတိုက်ရဲ့ပစ်ခတ်မှုကြောင့်တေဆုံးသူဟာဒေါ်ဘွန်ဆန်ဖြစ်ပြီးတော့ဒဏ်ရာရရှိသူများဟာမလက်ရှိဒွဲလိန်မကြာဆိုင်ရေအိမ်မောင်မုံလက်နော် မောင်ဂျုံလွန် မဂျာဆိုင်ထွန်နူပန်တို့ဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဩဂတ်စ်လ9ရက်နေ့နေ့လယ်တနာရီခန့်အချိန်မှာလဲဖားကတ်မျိုးစွန့်ငိုင်ရန်ကြီးရွာနဲ့မော်ဝမ်ကလေးကြီးရွာညောင်မင်းကုန်းကြီးရွာအနီးတစ်ဝိုက်တို့မှာ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီရဲ့ SNA ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ညနေ၄နာရီလောက်မှာမော်ဝမ်ကလေးကြီးရွာအနီးတစ်ဝိုက်ကိုစစ်ခွေးတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါတယ်။မနေ့ကနေ့လယ်တနာရီလောက်မှာလဲဖားကတ်စွန့်ငိုင်ရန်နဲ့ ်မော်ဝမ်းလေးတဝိုက်မှာစစ်ခွေးတိုင်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ခွေးတွေဘက်ကအထိနာသွားတယ်လက်နက်ကြီးလက်နက်ငယ်တွေနဲ့အပြန်အလှန်ချကြတာထိတွေ့တိုက်ပွဲဖြစ်တယ်ညနေ၄နာရီ၄မိနစ်လောက်မှာစစ်ခွေးတွေဘက်က Jet Fighter နဲ့မော်ဝမ်းကလေးအနီးတဝိုက်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပါတယ်ဒီအပိုင်းဖားကတ်မှာအဓိကညောင်မင်းကုန်းအနီးတဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်ညောင်မင်းကုန်းရဲ့အောက်ကပေါင်းချုံမော်မောင်းလယ်မှာစစ်ကောင်စီကတပ်ဆွဲထားတာအင်အားရာခနဲနဲ့ခြေပြီးတော့ကိုတပ်ဆွဲထားတယ် အဲ့ဒီစစ်ခွေးတပ်ဖွဲ့ဝင်နေတဲ့ KIA KBD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်နေတော့စစ်ကောင်စီဘက်ကတေဆုံထိခိုက်တာတွေတော်တော်များပါတယ်ဒီကောင်တွေဘက်ကတော်တော်အထိနာနေတဲ့အခြေအနေရှိတယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်ဖားကန့်မျိုးမော်မောင်းလျံစွန့်ငိုင်းရံအမိုက်ပုံနဲ့ဖားကန့်တင်းချိုင်းတို့မှာစစ်ကောင်စီတပ်ကစစ်ကြောင်း၄ကြောင်းနဲ့လှုပ်ရှားနေတဲ့အတွက်ကြောင့်နေစဉ်ဒီပါတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ် ်ဖားကံမျိုးတက်မကုန်မော်စီစာဂုံးလုံးမှာတက်ဆွဲထားတယ်။စေချောင်းများကလည်းပြည်သူလူထုနေထိုင်ရာကြေးရွာများအတွင်းကိုရည်ရွယ်ချက်ရှိရှိနဲ့လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ